်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ။ငလင်းပင်ကာလာစစ်ကောင်စီလင်းချောက်တိုက်ခိုက်မှုဇတိုက်လုံဆောင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းလူပေါင်း2000ကျော်တိစောင်းပြီးရာနဲ့ချင်းရဲ့ပြန်ဆောင်နေသူတွေကိုရှာပွေကင်းစင်လုံနေတဲ့တစ်ချိန်တည်းမှာစစ်ကောင်စီတပ်ကလင်းချောင်းကနေတိုက်ခိုက်တာအရက်သားတွေနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဇတိုက်လုံနေစေပဲလို့ဒေသခံတွေလက်နက်ကင်ဖွဲ့တွေလေးလာဆောင်ကြည့်သူတွေကပြောပါတယ်။ငလင်းစတင်ကြုံခဲ့ရတဲ့မလ28ရက်နေ့ကနေ30ရက်နေ့တိစစ်ကောင်စီတပ်ကလင်းချောင်းတိုက်ခိုက်မှုရှိကြင်ရှိ ခဲ့တယ်လို့လေလာဆောင်ကြည့်ပြီးမှတ်တမ်းတင်နေတဲ့ညံလင်းတည်သူတည်နာဖွဲ့ကအကြံပေးကိုမိုးထန်နီကပြောပါရယ်ငလင်တန်းကြုံခင်ရတဲ့မလ28ရက်ကနေမနေ့ကအထိ3ရက်အတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုရှိချိန်လုပ်ခဲ့တာတွေ့ရပါတယ်ဒီနေ့မှလည်းမကွေးလိုနေရာဘက်တွေမှာလေကြောင်းတိုက်ခိုက်မှုထပ်လုပ်သွားတာတွေ့ရပါတယ်လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကတော့နောင်ကျုံမြို့နယ်မှာ3ကျိန်ပမော်မြို့နယ်မှာ2ကျိန်ဖြူမြို့နယ်မှာ2ကျိန်ဒီမော့ဆူမြို့နယ်မှာ2ကျိန်ပေါင်းမြို့နယ်မှာ2ကျိန်စုစုပေါင်း7ကျိန်ဖြစ်ပါတယ်ဒါကညံလင်းတည်သူတည်နာဖွဲ့ကလက်တလောရရှိထားတဲ့ ဲ့အချက်လက်တွေလို့ဆိုပါတယ်ဒီလုံရက်တွေဟာတဘာဝပေးကြောင်းအတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလူလုတဲ့ပြီးနဲ့တက်ပြီးဖိနှိပ်တာလို့မြင်ကြောင်းကိုမိုးထက်နေကပြောပါတယ်ရခိုင်ပြည်နယ်မြောင်းနယ်ကြောင်ဖြူမြို့နယ်မှာမလ31ရက်နေ့ကစစ်ကောင်စီဂျက်တိုင်လင်းရင်နဲ့ပုံချင်တာဖြင့်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်အရသာနာအုပ်တည်ဆုံးပြီးနောက်ထပ်လူနာအုပ်ဒဏ်ရာရသွားတယ်လို့သိရပါတယ် အာရခတ်တတော်အင်းထိန်ချုံရမြအုံမျိုးနီးကိုမလ31ရက်နေ့ည7:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကဇက်တိုက်လေရင်နဲ့ပုံချင်းခဲ့တာကြောင့်အရသာတအုပ်တည်ဆုံသွားတယ်လို့ဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။ပုံချင်းတာကအမှတ်31ရက်တည်ရင်ပမာပါလေရင်နဲ့ယုံတည့်ရလာကြတာဖြစ်လို့ဒေသခံတွေကတော့စိုးရင်ကြတာပေါ့။မနေ့ကညဆိုးနောက်ထပ်ပုံလာကျင်းမှာဆိုလို့လူတွေကောင်းကောင်းမအိပ်နိုင်ခင်ရဘူးလို့ပြောပါတယ်။ တည်ဆုံးသူတွေကတော့အလင်းစင်းရက်ွက်ကအသက်66နှစ်အရွယ်ဦးအောင်ကျော်စံဖြစ်ပြီးပုံစံထိမှန်တည်ဆုံးသွားတယ်လို့သိရပါတယ်။အလာဒူမလ31ရက်မနက်ပိုင်းကကြောက်ပြူမျိုးနဲ့စင်ချောင်းကုန်းပွင့်ချင်းရွာကိုစစ်ကောင်စင်ကြီးတပ်ကလက်နက်ကြီးနဲ့တုံးချက်ပစ်ခတ်ခဲ့တာကြောင့်တပ်တော်32နှစ်အရွယ်ဦးစင်တပါပြန်လွန်သွားပြီးနောက်ထပ်ကျောင်းနိုင်စရာတော်ကြီးနဲ့ကိုရင်တပါပါဝင်ခုနှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးဟာပုံကြီးကျောင်းဓမ္မယုံမှာတလုံးနဲ့လူနေရက်ွက်ထဲကိုကျရောက်ခဲ့တာလို့ဆိုပါတယ်။ကြားပြည်နယ်ကရင်နီမှာ ဆိုရင်ပုံချင်းခံရမှုတွေကအနေတိုင်းလိုလိုရှိနေတတ်တယ်လို့ကင်းရင်ဒီအစိုးရဒုတိယကာကွယ်ဝင်ကြီးခူးဒေနီယာကသတင်းဌာနကိုပြောပါရယ်။ငလင်းလုတ်တဲ့နေရောနောက်ရက်တွေပါပုံချင်းတာပဲမနီကတီနေတိုင်းလိုလိုလင်းရင်နဲ့လာခြင်းနေတာဟိုတနေ့မှလာ29ရက်ကဆိုရင်ပေါ်လက်ခဲပတ်မှာလိခါလောက်ပုံလာခြင်းသွားတယ်ဒီကမှုအခြေအနေအသေးစိတ်ကိုတော့သူကပြောဆိုတာမရှိပါဘူး။မလ28ရက်နေ့လည်းကအင်အားပြင်းငလင်းလုတ်ခတ်တဲ့အချိန်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်နောင်လင်းကျေးရွာလေးကျောင်းနဲ့ပုံချင်းခံခဲ့ရတာပါ။အဲ့ဒီတိုက်ခိုက်မှုမှာတနုပြည်သူလူမျိုး င်းရေးတပ်ဦး DPLF ကတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တယ်လို့ DPLF ဥက္ကဋ္ဌဦးထွန်းနိုင်ကသတင်းဌာနကိုပြောပါရယ်။အဲဒီနေ့ကအချိန်7မိနစ်အတွင်းမှာနေရာငါးခုကိုပုံကိုလုံးကျင်းချသွားတာပေါင်900ပေါင်နေရာပေါင်150ပါပါရယ်။လေရင်ကပထမလာပတ်ကြည့်ရဲအဲဒီမှာကရုတ်ချင်းနဲ့လူစုနေတော့ကရုတ်ချင်းပေါ်ပုံကျင်းသွားတာစစ်မီ9ဦးဆိုရင်ကရုတ်ချင်းတစ်ခုထဲမှာပဲဆုံးသွားတာအဲဒီဘက်ကရွာကနောက်ကရုတ်ချင်းတစ်ခုမှလည်းရဲပေါ်နေရာပွဲချင်းပြီးတေဆုံးနေလက်ရှိလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့မြင်မြန်နိုင်ဖို့စစ်ကောင်စီပြောက ွင့်ရသူဘူးချုပ်စောမင်းထွန်းကိုဒီကနေ့မနက်ဆက်သွယ်ခဲ့ပြီးမှဖုန်းလက်ခံပြေဆိုတာမျိုးမရှိပါဘူး။လက်ရှိအချိန်မှာငလျင်ကြောင့်ပြည်သူတွေဒုက္ခကြီးကြေကြုံနေရခြင်းစစ်ကောင်စီကအခုလုံးပုံကျင်းနေတာတွေကမဖြစ်တဲ့နဲ့လုံရက်တွင်လူကင်းရင်မျိုးသားစင်ယုံ KNU ပြောခွင့်ရသူဘူးစောတော်နီကပြောပါရင် ။ဒါကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စ။တစ်ဖက်ကနေနိုင်ငံတကာအကူအညီရရှိရေးအတွက်ပြည်တွင်းမှာလည်းအကူအညီရရှိရေးအတွက်ဖိတ်ခေါ်ထားပြီးမယ်။အခုမီဆာတစ်ဖက်ရေမုတ်တစ်ဖက်နဲ့ဒုက္ခရောက်နေတဲ့လူလူစီကိုပဲပြစ်မှတ်ထားပြီးတော့ပုံလိုက်ကျင်းနေတယ်ဆိုတာလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။အဲဒါတွေကသူတို့ကိုသူတို့သိနေရမယ့်ကိစ္စပါ။အခုတော့တော်တော်စိတ်ပြစရာကောင်းနေစစ်ကောင်စီရင်မလ31ရက်နေ့ထုတ်ပြန်ကြံရငလင်းချနိုင်ငံတော်ဝန်တင်ဆောင်သူ2056ဦးတရားရရှိသူ3900နဲ့ပြောင်းဆောင်နေသူ190ရှိပါတယ်။ရှာဖွေခင်စိန်လုပ်ငန်းတွေ နေကိုလည်းဆက်လိုက်လုတ်ကင်ဆောင်ရွက်နေစေဖြစ်ပါတယ်မြန်မာနိုင်ငံမှာလက်ရှိဟာလူရင်းရဲ့တပ်ကိုကယ်ဖို့အတွက်အာရုံဆိုင်လုံဆောင်မယ့်ကာလဖြစ်လို့ထိရောက်တဲ့အပြစ်ခံရဲစိုင်းရေးလုပ်ဖို့မျှော်လင့်ကြောင်းစင်ကာပူနိုင်ငံသားရေးဝန်ကြီး VPN ဘာလာခရစ်ရှနန်ကမလ30ရက်နေ့မှာပြောဆိုထားပါတယ်နောက်ထပ်တပုတ်အနေနဲ့ငလင်းအတွင်းပိမိနေသူတွေကိုရှာဖွေကယ်ဆယ်ဖို့ဖိလစ်ပိုင်ကကယ်ဆယ်ရေးဖွဲ့စည်းလို့တဲ့ကြောင်းတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်ဆိုရကမြန်မာနိုင်ငံကငလင်းပြည်တင်ပြည်သူတွေကိုကူညီရေးအတွက်စစ်တပ်ပါဝင်တဲ့ကယ်ဆယ်ရေးဖွဲ့ကို APTN နေ့မှာဆင်လို့လိုက်ပါတယ်အဖွဲ့မှာစ စုစုပေါင်း62ဦးပါဝင်ပြီးကန္နာအသီးသီးကအထူးကျွမ်းကျင်သူတွေပါဝင်နေလို့ဖိလစ်ပိုင်တပ်ကပြောပါရယ်ဒီထဲက58ဦးကို APDNL မှာ C130 လင်းရ20နဲ့ဈေးဘက်ဆိုင်ရာပြည်စည်းတွေကင်းစင်ပြည်စည်းတွေနဲ့အတူပို့ဆောင်ခဲ့တယ်လို့ဆိုပါရယ်ကျန်အဖွဲ့သား33ဦးက EP3 ရက်နေမှာထွက်ခွာမှာဖြစ်တယ်လို့ဆိုပါရယ်အဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကအသက်ရှင်ကျန်နေသူတွေကိုရှာဖွေရမှာကူညီဖို့နဲ့မြန်မာနိုင်ငံကိုဈေးဘက်ဆိုင်ရာအကူအညီတွေပေးဖို့ဖြစ်တယ်လို့ဖိလစ်ပိုင်ကင်းစင်အဖွဲ့ကမြန်မာပြည်မှာ73ရက်စလင်းရကြတဲ့အချိန်နေထိုင်ဖို့ကတိပြု ထားကြောင်းဖိလစ်ပိုင်လက်တက်ကပြောပါရင် ်မြန်မာနိုင်ငံမှာမန်လာ28ရက်ကပြင်အား9တသမ9ငလင်းလောက်ခတ်ခဲ့ပြီးမန်လာ31ရက်နေ့ထိသေဆုံးသူ2000ကျော်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသလိုသေဆုံးသူ2400ကျော်ရှိရဲ့လို့ NUG ကလည်းထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးနေပြည်တော်ကိုဖုံးပြပြီးအင်အား၄တသမ9အစင်ရှိငလင်းလောက်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဖုံးပြပြီးအင်အား၄တသမ9ရှိငလင်းလောက်ခတ်သွားကြောင်းမိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်အေဘီလာတရက်နေ့နေ့လယ်တနင်္ဂနွေနေ့နေ့ပြည်တော်ပုတ်ပ တီနီမျိုးနဲ့ရင်မြောက်ရှိမြောက်ပန်းငားမိုင်ကန်ကွာကိုပဟိုပြုပြီးအင်အားရစ်တာစကိန်4.9အစင်ရှင်မြင်းငလင်လုတ်ခတ်သွားကြောင်းသိရပါတယ်။ငလင်လုတ်တာကတော့တိလိုက်တဲ့တိတ်တော်မပြင်းဘူးကားမောင်းနေရင်ဆိုတော့လို့နေပြီးတော့မနေတိုင်းနဲ့ပရဟိတသမားတို့ကပြောပါတယ်။ဒီကနေ့မနက်တနင်္ဂနွေ42မိနစ်ချင်းကလည်းစကိုင်းမျိုးကိုပဟိုပြုပြီးအင်အား4.1အစင်ရှင်ငလင်လုတ်ခတ်သွားတယ်လို့သိရပါတယ်။ ဆလဘင်းလူနီယာဝင်းကျင်ဆုံးပါခဲ့ရတဲ့မန္တလေးဘုံအိုးရွာအကူကြီးလိုအပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်းကျောင်းလူနီယာဝင်းကျင်တည်ဆောင်းခဲ့ရတဲ့မန္တလေးတိုင်းအမရပူရာမြို့နယ်ကဘုံအိုးရွာမှာတက်ရှင်ကျန်ရေးသူတွေအတွက်နေထိုင်စားသောက်ရေးအကူကြီးလိုအပ်နေတယ်လို့ဒေသခံတွေစီကသိရပါရယ်။မလ28ရက်နေ့နေ့လယ်ပိုင်း7:30နာရီမိနစ်50ဝင်းကျင်ကလောက်ခတ်ခဲ့တဲ့ငလင်းကျောင်းဘုံအိုးရွာကပလီတွေထိခိုက်ပျက်စီးပြီးလူသေဆုံးမှုဖြစ်ခဲ့တာပါ။အဲ့ဒီနေ့ကတောက်ကြနေဖြစ်တဲ့လို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုခြင်းလည်းဖြစ်ပြီးငလင်းကျောင်းထိခိုက်တည်ဆောက်သူများပြား ခဲ့တာပါရွာကန်နီရဲ့ပြောပြတဲ့အရာပလီလေးလုံးနီးဝ ရွာကန်နီရဲ့ပြောပြချက်အရဗနီလေးလုံးလုံးဝနှိပါပြိုကျခဲ့တာလို့သိရပါတယ်။ရွာလဲပိုင်းကပလီတခုနဲ့တင်တရာကျော်လောက်ဆုံးသွားတယ်လို့ပုံဦးရွာကန်မြို့သမီးကပြောပါတယ်။ရွာထဲကနေအများစုနဲ့ပြက်စီးသွားတဲ့အတွက်ရွာပြင်ဘက်ကွင်းပြင်မှာမိုးကတဲထိုးပြီးနေထိုင်ကြရပါတယ်။ဖြစ်တလို့မိုးကတဲနေပဲနေပူထဲမှာနေကြတယ်။ရွာနီးနဲ့ကိုတူကိုတာပဲလုံရတယ်။ကုညီသူတွေလာပြီးမဲ့လိုအပ်ချက်တွေအများကြီးပါလို့ကုညီကဲစိမ်းမှာပါဝင်သူတောင်ကပြောပါတယ်။ပုံဦးရွာကအမရပူရာမြို့နဲ့စကိုင်းမန္တလေးကလန်နဲ့သုံးပိုင်းကန်သွားဝဲပြီးအစ္စလမ်ဘာ တာဝန်အများစုနေထိုင်တဲ့ကျေးရွာဖြစ်တယ်လို့သိရပါဗျ။ ဇလတ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုခိုင်မှာ MND နဲ့ရဲဘော်ချင်းချင်းခိုင်ရန်ဖြစ်ပွားမှုနားလည်မှုလွဲမှားခြင်းလို့ TNL ရှင်းလင်းနေအကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်မှာတောင်တက်မတော် TNL နဲ့ကိုကန့်တက်မတော် MND မှရဲဘော်ချင်းချင်း AP တရက်ကခိုင်ရန်ဖြစ်ပွားမှုကနားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း TNL ကရှင်းလင်းချက်ထုတ်ပြန်ပါတယ်။ AP တရက်မနက်ပိုင်းမှာ MND ကရဲဘော်တွေကငလျင်ပေးအတွက်အလူငွေကောက်ခံတဲ့နေရာကို TNL ရဲတပ်ဖွဲ့ဝင်တချို့ရောက်ရှိလာပြီးတဲ့နောက်ခိုင်ရန်ဖြစ်ပွားရေးရှုပ်တန်းလူမှုကွန်ရက်မှာပြန် ်နံခဲ့ပါတယ်။ကိုကန်နဲ့ပလောင်ရှံဖြစ်နေတာကိုကန်တွေအလူငွေကောက်တွင်ဟာကိုပလောင်တွေကလာသိမ်းခိုင်းလို့အဲ့ဒါရှံဖြစ်နေကြတာလို့ရှုပ်တန်ဆိုင်ကုသူကပြောပါတယ်။ဒါနဲ့ပတ်သက်ပြီး DNL ကဒီကနေ့နေ့လယ်ပိုင်းမှာရှင်းလင်းချက်ထုတ်ပြန်ရာဒီကနေ့မနက်7:00နာရီကန်ကကုတ်ခိုင်မြို့လေပြည်သာစုကလန်းမပေါ်မှာတအောင်းပြည်ရဲတပ်ဖွဲ့ဝင်တွေနဲ့ကိုကန်တပ်ဖွဲ့ဝင်တို့အကြားနားလည်မှုလွဲပါပြီးအချိန်နှင်းငင်းညှင်းခုံမှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။ကြီးမားတဲ့ပြဿနာမဟုတ်ဘဲရှဲပေါ်အကြားဘာသာစကားမပေါလို့နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း DNL ကထုတ်ပြန်ပါတ ွင်မဟာမင်းကိုကန်တပ်ဖွဲ့ဝင်တွေကအင်အားလုံးရင်းနဲ့ပြည်ထောင်စုကမ်းလမ်းမကိုပိတ်ဆို့ပြီးဖြတ်သွားတဲ့ကားတွေရက်စီပြီးအလူငွေကောက်ခံရာတအောင်ပြည်ရဲ့တပ်ဖွဲ့ရင်ထင်းဌာနတာဝန်ရှိသူတအုပ်က PSLF DNL လူကြီးခီးစဉ်ရှိသည့်ဖြစ်လို့လူကြီးလည်းရောက်ခါနေပြီဖြစ်တဲ့အတွက်ခိတလမ်းဖွင့်ပြီးပေါ်တော့ရောက်ညီနိုင်ပြောဆိုရမှာဘာသာစကားမပေါက်တဲ့အတွက်နှစ်ဖက်တပ်ဖွဲ့များကြားအနေငယ်အငင်းခုံဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီလိုဖြစ်ပွားပြီးရင်နောက်နှစ်ဖက်တာဝန်ရှိသူတွေမှညီနိုင်ဖြေရှင်ရပြည်လည်မှုရရှိရဲ့လို့လည်းထုတ်ပြန်ထားပါတယ်။တအောင်ဒေတာမြို့နယ်လိုက်မှာ ပြည်သူလူထုကိုတန်အားသားများငနင်းပြီးလူထုကိုကူညီဖိမနိုင်ဖို့တက်ကြွစွာဆောင်ရွက်နေကြတယ်လို့ TNL ကဆိုပါတယ်။ကုတ်ကံမျိုးကိုတောင်းတက်မလို့ TNL ကသိမ့်ပိုင်ထားတာဖြစ်ပြီးအဲ့ဒီဒေသတွေမှာကချင်တက် KIA ကိုကန့်တက် MND ရဲ့ပါဝင် TNL ရဲ့မဟာမိတ်ဖွဲ့များလည်းရှိရာမြေပြင်မှာမဟာမိတ်အချင်းချင်းအကြမ်းနေဆိုင်ရာပြဿနာအငင်းပွားမှုတွေမကြာခဏရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။